မြန်မာနွေဦးခရိုနီကယ်နိုဝင်ဘာ23ရက်ကဘယ်သတင်းအကြောင်းအရာတွေကိုမြန်မာနွေဦးမြင်ကွင်းနဲ့ရေးကြမလဲဒီနေ့အတွက်စိတ်ဝင်စားစရာသတင်းတစ်ပုဒ်ကတော့မြန်မာနွေဦးဒေါ်လာရေးကိုတက်ဦးကဦးဆောင်နေတဲ့မြို့သားညီညီအစိုးရဆိုရဝန်ကြီးဌာနတွေပြုပြင်ပြောင်းလဲမှုတွေပြင်ဆင်မှုစတင်လှုံ့ဆောင်နေတယ်ဆိုတဲ့သတင်းဖြစ်ပါလိမ့်မယ်။စာကလေးကအတိမပြုတ်နိုင်တဲ့သတင်းတွေထွက်နေခဲ့ပြီးအခုတော့တိကျသတင်းအဖြစ်ဗမာ VJ ကရေးသားထားပါတယ်။ NGO အစိုးရကရှင်းချဖို့စီစဉ်နေတဲ့ဝန်ကြီးဌာနလေးကတဲ့ ဒေါက်တာဆဆဦးဆောင်တဲ့ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာန MOIC နဲ့ဦးချင်းလျောင်ဦးဆောင်တဲ့ဆက်သွယ်ရေးသတင်းချက်လက်နဲ့ဤပညာဝန်ကြီးဌာန MOCID 3ဒေါက်ခင်မမမျိုးဦးဆောင်တဲ့စီးပွားရေးနဲ့ကုသရန်ဝယ်ဝန်ကြီးဌာန MOC 4ဦးနိုင်ထွန်းဖေခေါ်နိုင်သူဝနဦးဆောင်တဲ့လူသမားဝန်ကြီးဌာန MOL တို့ဖြစ်ကြောင်း NUG အစိုးရအဖွဲ့တာဝန်ရှိသူတို့ကဘာမှ PG ကိုအတည်ပြုတယ်လို့យေတာထားပါတယ်။ အဲ့ဒီသတင်းထွက်တဲ့အထက်မှာမျိုးစိမရဲ့သတင်းရင်းမြစ်ကတော့မနေ့ကတည်းကဖော်ပြချက်မှာနောက်ဝင်ကြီးဌာနတစ်ခုကိုလည်းထည့်သွင်းရေးသားထားပါတယ် energy အမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရာဝန်ကြီးနော်စုစနာလှလှဆိုဟာလေဝင်ကြီးဖြစ်ကနေနှုတ်ထွက်ပြီးဖြစ်က၎င်းရဲ့ဝင်ကြီးဌာနကိုဦးစီးဌာနအဖြစ်ပြောင်းပြီးခြားသူများကဦးဆောင်မယ်လို့ပြောတယ်လို့ဆိုထားပါတယ် ဝန်ကြီးဌာန၅ခုကိုဖျက်သိမ်းတာလို့မဟုတ်ခြားဝန်ကြီးဌာနတွေနဲ့ပေါင်းစည်းတာလို့မဟုတ်ဌာနကြီးအဖြစ်ရှင်းချတာမျိုးကို energy အစိုးရနဲ့၎င်းရဲ့နောက်ခံဖြစ်တဲ့ CRP လွတ်တော်ကိုစားပြုအဖွဲ့ကနေကျယ်ဝင်ထုတ်ပြန်ဖို့ပဲကြံတော့တာလို့ဆိုနိုင်ပါတယ်ခုလို refund လုပ်ဖို့ပြင်ဆင်ဆွေးနွေပြီး committee တရက်ကနေကြီးကြပ်ပြီးဆောင်ရွက်ကြတာမို့အဓိကဆုံးဖြတ်ချက်ချမှတ်သူတွေက CRB ဥက္ကဋ္ဌသမရနဲ့ဝန်ကြီးချုပ်တို့ကတာဝန်ခံပြီး energy ပြည်ပင်ပြောင်းလဲရေးကိုအကောင့်ထဲပို့ကြတာလို့ကြားသိရပါဗျ အဲ့ဒီသတင်းထွက်ပေါ်ချိန်မှာမြန်မာစစ်ကော်မရှင်ကရွေးကောက်ပွဲတရက်ကို၎င်းတို့စိတ်တိုင်းကျချုပ်ကိုင်မှုတွေဖိနှိပ်မှုတွေနဲ့ပိုင်းလိုက်ကျင်းပဖို့ခြေလှမ်းတွေစိတ်လာခြင်းလည်းဖြစ်ပါတယ်အဲ့ဒီမှာဂီတရုပ်ရှင်ဇက်သပင်စတဲ့ဖြောပြေးမှုပညာရှင်တွေကိုစစ်ကော်မရှင်စိတ်တိုင်းကျရွေးကောက်ပွဲကိုထောက်ခံဝါရဖြန့်ပေးဖို့မိတ်ပေးချင်းချောက်ခိုင်းစေလျက်ရှိပါတယ်မြမအရေးကိုစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေကစစ်ကောင်မရှိရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့မှတ်တမ်းယူဖို့ဤမျိုးစုံနဲ့ပြင်ဆင်နေရယူနေကြခြင်းလို့လည်းမြင်တွေ့ရပါတယ်။ ရူဒေါ်လင်းအာစုတွေကမြန်မာစစ်ကော်မရှင်ကိုရွေးကောက်ပွဲကနေထွက်ပေါက်မပေးဖို့လူလူကိုလှုံ့ဆော်နေကြပြီးရွေးကောက်ပွဲဆန့်ကျင်လှုံ့ရှားမှုတွေအရှိန်မြင့်လာကြပါတယ်စစ်ကော်မရှင်ထိန်းကွပ်ထားတဲ့ဒေသတွေကနေရွေးကောက်ပွဲကိုအတင်းကျပ်ကျင်းပပြီးပိုင်းလိုက်ရလက်တွေထုတ်ပြန်လာမယ်ဆိုရင်တရုတ်နဲ့အာဆီယံကဘယ်လိုတုံ့ပြန်မလဲအဲ့ဒီရလက်တွေကနေတဆင့်ပြောင်းလဲတစ်ခုကိုရဖို့နိုင်ငံတကာကစိတ်ဝင်စားနေသလားဆိုတာကိုလည်းသုံးသပ်ကြည့်ရပါမယ်နောက်သတင်းဖတ်သူတွေမြမအေးလိလသုံးသပ်သူတွေမျက်စိကြတဲ့သတင်းကတော့ မရိကန်ကိုယ်တိုင်ကမြန်မာနိုင်ငံပါဝင်အာရှနိုင်ငံတွေကကြားဖြန့်ခိုင်းတွေကိုပိတ်ဆို့နှိမ်နှင်းအလုပ်ဖွဲ့တွေရဲ့ရေးပေါ်ဖွဲ့စည်းပြီးခြေလှမ်းတွေ ပြင်လာတယ်ဆိုတာဖြစ်ပါတယ်။အမေရိကန်ရဲ့လက်တန်တွေကထိုင်းဆိုးရွားကိုအမေရိကန်ကိုယ်တိုင်ကဖိအားပေးနေတယ်လို့ပြည်မတရုံနိုင်ငံကလည်းကြားဖြန့်ခိုင်းတွေကိုပြင်းပြင်းထန်ထန်အေးအေးယူလာခြင်းဖြစ်ပါတယ်။ဒီလိုဆိုရကသူတို့နီးသူတို့ဟန်နဲ့လွန်ခဲ့တဲ့နှစ်တွေကတည်းကတိတုံညာနှစ်ခုစစ်စီရင်နောက်ခံကနေမြန်မာပြည်တွင်းကတရုတ်ကြားဖြန့်တွေကိုဖျက်တောက်နှိမ်နှင်းနေရတာကနေမြန်မာစစ်ကောင်စီကိုပြန်လည်ဖိအားပေးနိုင်ကျိုးကင်လာနိုင်တဲ့ လက္ခဏာတွေဖြင့်မြန်မာပြည်တောင်ပိုင်းနဲ့ထိုင်းနယ်စပ်ကကြားဖြန့်လုပ်ငန်းတွေကိုပါဖြတ်တောက်စီစဉ်မှုတွေအချိန်မြင့်လာပါတယ်။ကြားဖြန့်ကိုင်းတွေကိုရန်သူတွေဖြင့်အရှေ့ကောနောက်ကောဆိုးရတွေစူပါပါဝါတွေကနေနေမှုလုံလာကြတဲ့အချိန်ကာလမှာမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲခြေလှမ်းတွေကပြည်တွင်းရေးသက်သက်ဖြစ်တာနိုင်ငံတကာရဲ့အာရုံစိုက်မှုပေါ်ဆမသွားဖို့လိုကြောင်းသုံးသပ်ကြတာလည်းရှိပါတယ်။စီယုစုကသူတို့ရဲ့ထွက်ပေါက်ရွေးကောက်ပွဲလို့စိတ်ဒုံဒုံချထားတာမို့ ဆေးအနာရှင်တွေကသူတို့ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးပါဝါကိုခွဲဝေပြီးဖျက်ဆီးရမယ့်ရွေးကောက်ပွဲကာလအလွန်မှာသူတို့ရဲ့စစ်ဘိုလ်လောင်းတွေစစ်လက်အောက်ထက်ချမ်းပူပါတီနဲ့သာလက်တွဲဖို့သာဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။အဲ့ဒီအတွက်စစ်ကောင်စီစိတ်တိုင်းကြရွေးကောက်ပွဲဝင်ကြမဲ့ရဲသားတွေရခိုင်နိုင်ငံရေးပါတီထူထောင်ခဲ့သူတွေကိုရွေးကောက်ပွဲဝင်ခွင့်အပြည့်အဝရှော့ရှော့ရှူရှူမပေးသလိုရွေးကောက်ပွဲတွေမှာလည်းအနိုင်ရခွင့်ပေးမှာမဟုတ်ဘူးလို့သုံးသပ်နိုင်ပါတယ်။စစ်ကောင်မရှိရဲ့သဘောထားအပြင်လက်ရှိရွေးကောက်ပွဲဝင်ဖို့အာဏာကိုခွဲဝေယူကြဖို့ ။မြခင်သိန်းစင်ခိရွေးကောက်ပွဲတုန်းကလိုအနိုင်ယူဖို့ပြင်ဆင်ထားတဲ့စစ်ဘိုဟောင်းတွေဆေးအုပ်စုဘက်တော်သားတွေထောင်လွှားလာကြတဲ့ကာလကိုမြင်နေရတယ်လို့ဆိုနိုင်ပါတယ်။မြမပြည်သူများစုကတော့ဆီယနာရှင်အမြင့်ပြတ်ဖို့စီရဲတာစီနဲ့ဆေးအုပ်စုကိုရင်ဆိုင်ဖို့ဟာလက်တွေ့ကြတဲ့သဘောထားလို့ရိုးရိုးရှင်းရှင်းမြင်ထားကြတာမို့ခုမြန်မာနိုင်ငံရဲ့စီရဲမြင်ကွင်းကိုအားမလို့အားမရဖြစ်နေကြတာတော့သိကြပါရဲ့ရှင်။